နိုင်ငံတကာကလာပြိုင်တဲ့စစ်တူရင်ပြိုင်ပွဲမှာကိုရီးယားကိုအနိုင်ရရှိသွားတဲ့မောင်တာစစ်ကဇက်စတန်နိုင်ငံမှာကျင်းပနေခဲ့တဲ့ FIDE World Cadet Chess Championship 2025မှာမြန်မာနိုင်ငံကိုစားပြုဖြစ်ပါဝင်ရှင်ပြိုင်နေတဲ့၉နှစ်အရွယ်မောင်တာစစ်ကကိုရီးယားပြိုင်ဖက်ကိုအနိုင်ရရှိသွားခဲ့ပါတယ်။ပြိုင်ပွဲမှာနိုင်မယ်ဆိုတာကိုကြိုသိလာကြောက်သူ့အဖေကမြန်မာတိုက်ပုံနဲ့ပစိုးကိုဝစ်ဆင်ပေးလိုက်ပါတယ်။ နိုင်ငံများစွာလာပလိုင်ပြည်ပြိုင်ပွဲဝင်ရှိရာ30တိယောက်ပါဝင်တဲ့ပွဲမှာမောင်တာစစ်ကကိုရီးယားကိုနိုင်ပတ်ခဲ့လာပါပွဲစဉ်များစွာပလိုင်ရပြီးကိုရီးယားကို အနိုင်ရရှိသွားပါတယ်အသက်၄နှစ်ကလေးကစစ်တူရင်ကစားလာတဲ့မောင်တာစစ်ကမြမချက်စ်လော့ကမှာအသက်အငယ်ဆုံးချန်ပီယံဖြစ်တယ်လို့ကမ္ဘာအဆင့်ချက်စ်ပလိုင်ပွဲတစ်ခုမှာမြန်မာနိုင်ငံကိုစားပြုအဖြစ်ပထမဆုံးပါဝင်ရှင်ပလိုင်ခွင့်ရသူအဖြစ်လဲမှတ်တမ်းဝင်သူတအိုးလဲဖြစ်ပါတယ်ပြည်တွင်းမှာကျင်းပတဲ့10နှစ်အောက်ချက်စ်ပလိုင်ပွဲဒီမှာနှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပြီး စင်ကာပူနဲ့ရန်ကုန်အဖြစ်ဖြစ်ဆက်ရပြိုင်ပွဲတွေမှာလည်းစုတွေရရှိထားတဲ့မျိုးဆက်သစ်အားကစားသမားတအူးဖြစ်ပါတယ်။အသက်ငယ်ပေမဲ့ညံကောင်းလို့စုတွေဆက်တက်ရရှိနေတဲ့မောင်သားစစ်အထဂုံပြူစကားတွေကို comment မှာရေးသားခဲ့ပါအောင်နော်။